ဒီမှာလာ29ရက်ဒီနေ့တင်းတာနေ့အတွက် numerology ဂဏန်းပေတင်ရဆိုရင်တော့ဒီလိုနေ့ဟာစိတ်ပင်မမှုတွေနဲ့ဖြတ်သန်းရတာမျိုးပေါ့ချိန်တဲ့လူနဲ့လွှဲချော်တတ်တယ်ငွေရမှကျင်းနေပါဝင်ငွေဝင်လမ်းမပွင့်မဲခက်ခဲတဲ့ကိစ္စမျိုးတွေကြုံတွေ့ရတတ်တယ်အထူးသဖြင့်တော့နှစ်ချိန်နှစ်ခု ပြောဆိုရတာမျိုးတို့ကိစ္စနှစ်ခုတစ်ပြိုင်တည်းရင်ဆိုင်ရတာတို့ပြဿနာတစ်ခုရှင်းနေတစ်ခုကဝင်လာတာမျိုးတို့ကြုံတွေ့ရတတ်တယ် အထူးသဖြင့်တော့အကြီးအကဲရှိနေသူတွေဟာကြီးကဲသူတွေကျမ်းမာရေးကိစ္စစိန်နောက်ချက်ဖြစ်ရတဲ့နေမျိုးပါပဲအထူးသဖြင့်ချင်းစုရနာတွေလွဲကျော်တတ်တဲ့အယောင်းဝယ်ကိစ္စတွေရက်ရွှေ့သွားတတ်တဲ့စာချုပ်ချုပ်မဲ့ကိစ္စတွေအတွက်လွဲကျော်အတိမ်ဆောင်နေဖြစ်သွားတာမျိုးကြုံတွေ့ရတတ်တာမျိုးဖြစ်ပါတယ်ဒါကြောင့်ဒီလိုနေ့မှာအလွဲကျော် အခက်အခဲအထင်းငော်တွေမရှိဘူးလို့အတွက်ခွန်နေသားသမီးတွေအားလုံးကုသိုလ်ရေရာအဖြစ်နဲ့မနေ့စောတော့မှမြတ်စွာဘုရားရှင်ကိုနံပြနံပြတစ်ချက်နွမ်းလို့တစ်ခွက်လှူဒန်းပြီး မိမိဖြစ်လို့ဒီများဆူတောင်းလိုက်ပါခင်ဗျာဒီနေ့မှာသင်တန်းကိစ္စပညာရေးကိစ္စရှောက်လွှာကိစ္စအင်တာဗျူးကိစ္စပညာရေးနဲ့ဆိုင်တဲ့ကိစ္စတွေအားလုံးအောင်မြင်ဖို့လို့တော့ကတော့မနေ့ဆိုတော့မှာအတောင်ပံပါတဲ့တတ္တဝါတွေခိုးရင်းငှက်တွေကြက်တွေဘဲတွေကိုဘယ်လက်နဲ့အစာကျွေးလိုက်ပါခင်ဗျာဒီနေ့မှာမိရှုတန်ရှင်ပွားမြင်ကြတဲ့ရင်သွေးယန္တနာတွေတော့ကတော့မဟာပုပ်ဗေနနိယတင်းနာနေပွားပုတိဝါဇာတာရှင်တွေဖြစ်ပါတယ်ပုတိတို့သဘောဟာငယ်စဉ်မှမကြော်ကြားနိုင်တော့လဲလုံးလဝိရိယကိုအကြောင်းပြုပြီးထွန်းပေါအောင်မြင်ကြမယ်ရင်သွေးရတနာရင်ဖြစ်ကြောင်း နမိတ်ကောင်းဖတ်လိုက်ပါတယ်ဗျာဒီနေ့မွေးနေ့ရှင်တွေအတွက်ကတော့ဒီနေ့ကစပြီးတနင်္လာအတွင်းကန်တလူလူအောင်လန်ထူဖို့မွေးနေ့ကုသိုလ်ရေရာဖြစ်ကြတော့နီးစက်တဲ့သီလရှင်ကြောင်းကိုစံစီစားစေလူပွဲ၄ပါးကိုမိမိတန်းအားသလိုလှူဒန်း၍မွေးနေ့ကုသိုလ်ပြုလိုက်ပါလို့လမ်းညွှန်လိုက်ပါတယ်ခင်ဗျာဒီနေ့အကျိုးပေးစုမှုကဏ္ဍတော့၃ကဏ္ဍဖြစ်ပြီးတော့မိတ်ဆွေများငွေကန်ကောင်းမှုအတွက်ဆိုရင်တော့ပတ်စံရည်တဲကိုစံစီလေးအနှဲငယ်ထည့်ပြီးစောင့်ထားလိုက်ခြင်းအပြင်တနည်းတားလုံးငွေဝင်ကျန်းနေပါလိမ့်မယ် မိတ်ဆွေတို့အတွက်ဈေးကောလက်ကောအစီရင်ဖြစ်နေဆိုရင်တော့ဒီနေ့မှာစံစည်းအနှဲငယ်ကိုလက်နဲ့ဆုပ်ဈေးဝယ်သူတွေလာပါသေးဆုနောက်ပြီးတော့စိုင်းရှိမျက်နှာသားကိုကျဲပတ်ထားလိုက်ခြင်းအပြင်တနေ့တားလုံးရောင်းပန်းစာဝယ်ပန်းလှနေပါလိမ့်မယ်အယောင်ထိုင်နေတဲ့ကုန်ပစ္စည်းတွေအယောင်တော့ဖို့အတွက်ဆိုရင်လည်းဒီလိုမျိုးမှာဇွန်ခရင်တစုံနဲ့တို့ပြီးခောက်ပြီးရိုက်ပြီးဆူတောင်းလိုက်အောင်နဲ့တိတိသားသားအယောင်အတွက်အယောင်ထွက်သွားပါလိမ့်မယ်အမှုကြုံနေတဲ့သူတွေဆွေမျိုးမိသားစုမှာရှိရဆိုရင်တော့ထုတ်သူအခက်ခဲတွေလွတ်မြောက်ဖို့လို့ရည်စူးပြီးတော့ခေါင်းလေးတစ်လုံး တီလာရှင်ဆရာလေးတစ်ပါးကိုလှူဒန်းပြီးဆူတောင်းလိုက်ပါခင်ဗျာကျမ်းမာရေးညနေရတူတယ်ဆွေမျိုးမိသားစုမှာရှိရဆိုရင်တော့၎င်းတို့ဓာတ်စာဖြစ်နေဒီလိုနေ့မှာတံမြာတိဖြော်ရင်အနေငယ်တောက်ပြီးကျမ်းမာဖို့အတွက်ဆူတောင်းလိုက်ပါခင်ဗျာအချီးရေမေတ္တာရေးအိမ်တော်ရေးကိစ္စတွေမှာအတိုက်ခိုက်အနောက်ချက်တွေကင်းပြီးအေးအေးချမ်းချမ်းသသာရာရှိဖို့လို့တော့ကတော့အေးဖြော်ရေးတစ်ခွက်မြတ်စွာဘုရားရှင်ကိုလှူဒန်းပြီးမိသားစုအေးချမ်းဖို့ဆူတောင်းလိုက်ကြပါစို့ခင်ဗျာ